ကိုရင်းတိုက်ပွဲတိုက်ပွဲတွေနေတိုင်းဖြစ်နေသည်စစ်တလင်းတွေမဟုတ်မိမိဤကိုတွင်း၌ဖြစ်သည်တိုက်ပွဲဟုဆိုလိုက်လျင်ဓားလှန်လက်နက်တနတ်တွေနဲ့တိုက်ခိုက်နေသည်ကိုသာ ပြေးမြင်ကြလိမ့်မည်လူတိုင်းတတိမထားမီသည့်တိုက်ပွဲမှာနှလုံးသားနှင့် အုံနောက်ကြားကတိုက်ပွဲဖြစ်သည်နှလုံးသားကစိတ်ကူးရင်အိမ်မက်တွေဖြစ်နေစဉ်အုံနောက်ကတန်တရာဖြစ်နေပြီအတွေးတွေနဲ့ရစ်ပတ်နှောင်ဖွဲ့ထားပြီးလှုပ်ချင်သောလက်နှင့်ခြေထောက်တွေကို တုံဆိုင်အောင်လှုပ်စေသည် ထိုအချိန်လေးတွင်လုံမလားမလုံဘူးလားဆုံးဖြတ်ရအခက်ဆုံးတိုက်ပွဲဝင်နေချိန်လေးဖြစ်သည်ဆုံးဖြတ်ချက်ရဲရဲချနိုင်ရင် တ္တိလိုသည်လူတယောက်ကိုဘာဟုဆုံးဖြတ်ရန်ဆိုသည်မှာထိုသူ၏ပြောင်မြောက်သောလုံဆောင်ချက်တွေအပေါ်တွင်မူတည်သည်မလုံမရှုပ်မပြုတ်ဆိုသူတွေကို ထဲ့တွက်နေရန်မလိုပြီထိုသူတွေသည်တရေဘောကြောင့်သူတွေသာဖြစ်သည်ကိုယ်နှလုံးသားကို အောင်နိုင်ရန်အုံနောက်ကအရေးကြီးသည်ထိုကြောင့်လဲအရာရာတိုင်းကိုနှလုံးသားနှင့်ဆုံးဖြတ်ခြင်းထက် ုံနောက်နှင့်ဆုံးဖြတ်ခြင်းကသာအောင်ပွဲကိုရနိုင်သည်မိမိကိုယ်ကိုအောင်နိုင်ခြင်းသည်သာလျှင်အောင်မြင်မှုအလုံးထဲတွင် အောင်နိုင်ခြင်းဖြစ်သည် အချို့သောကိစ္စများတွင် အုံနောက်ကိုအားမဖြည့်ပဲနှလုံးသားအပေါ်အားဖြည့်ပေးလိုက်ခြင်းဖြင့်ဘဝတွင်ကြာဆုံးရန်ဖြစ်လာလျှင်မိမိကိုမိမိအရှုံးပေးလိုက်ခြင်းသာဖြစ်သည် ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ ACE အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်အေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။